ဘယ်ဘက်ကတိုက်ရတာကြတော့ဒီပေါ်တော့ဒီအာနာရှင်ဖုတ်ကြရင်တစ်ခုထဲထဲပဲတိုက်တာကျန်တာဘာပြီးပြီးဒုက္ခလည်းမရောက်ဘူးပေါ့နော်ဒီလက်ဆက်တာရင်ပါပါမှမရှိဘူးအဲအခုအခုဒီနေ့ဆိုပြန်ကင်ရဲတယ်ကျွန်တော်ပြန်တိုက်ရဲတယ်ဆိုတာအမှန်တရားပဲရောက်လာတဲ့အတွက်ကျွန်တော်ပြန်တိုက်ရဲတယ်တနက်ကင်ရဲတယ်ဒီကောင်နေစစ်စစ်ပါလေကျွန်တော်မကြောက်တော့ဘူးဒီစစ်ပွဲကိုကျော်တွေလူငယ်တွေမှမတိုက်ထုတ်ရင် နောင်လာမဲ့လူငယ်တွေကလေးတွေကအဆင်မပြေနေဘူးဟုတ်ပါအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ 爸爸고변소자래빠사리루의인터뷰고나당지라야나라인바가따이가라자러ဒီကောနော်ဒီအာနာရှင်ဖုတ်ချရည်တစ်ခုထဲထဲပဲတိုက်တာကျန်တာဘာပြီးပြီးဒုက္ခလည်းမရဘူးပေါ့နော်ဒီနှိမ့်ဆက်တာရပါပါမှမရှိဘူးအဲအခုအခုဒီနေ့ဆိုပြန်ကင်ရဲတယ်ကျွန်တော်ပြန်တိုက်ရဲတယ်ဆိုတာအမှန်တရားပဲရောက်လာတဲ့အတွက်ကျွန်တော်ပြန်တိုက်ရဲတယ်တစ်နေ့တိုင်ရဲတယ်ဒီကောနေစစ်စရာလည်းကျွန်တော်မကြောက်တော့ဘူးဒီစစ်ပွဲကိုကျွန်တော်တို့လူငယ်တွေမှမတိုက်ထုတ်ရင်နောင်လာမယ့် လူငယ်တွေကလေးတွေအဆင်မပြေနေဘူးအဲလက်ထက်ကတနက်တွေတော့ရှိနေကြတယ်ဒါပေမဲ့ဘယ်ကလူတွေလဲဆိုတော့ကျွန်တော်စစ်တပ်ကလူတွေစစ်တပ်ကလူတွေဆိုတာဘယ်သူတွေလဲဆိုတော့ကျွန်တော်ပါစတွေဖြစ်တယ်ဗောနော်ပါစတွေသူတို့တကယ်ရင်နှင်းခံစားရင်လည်းသူတို့ပထမဆုံးစပြီးတော့မှပေါ်တာဆက်ခံရတယ်ပေါ်တာဆက်ခံမှာစစ်တပ်ထဲကိုဆန္ဒမပါဘဲနဲ့ရောက်ခဲ့ပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှကျွန်တော်ပြည်သူ့ရင်ခိုးလုံနေဗောနော်ပြည်သူ့ရင်ခိုးလုံပြီးတဲ့အချိန်မှာသူတို့ စစ်တပ်ကိုတနားကြိုင်ပြီးတော့ပြန်တိုက်နေတဲ့ဒါဒီညီလေး6ယောက်ပေါ့နော်ဒါ6ယောက်ကဝါးသူတို့ရဲ့အတွေ့အကြုံလေးတွေသူတို့တယောက်ချင်းရဲ့အတွေ့အကြုံလေးတွေကိုဒါကျွန်တော်တို့ sharing လုပ်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ညီနာမည်လေးမိတ်ဆက်ပေးပါကျန်နေမဲ့ဇော်သူကကျန်ကုန်ပါနေပါလေပေစာတိတောင်းတကောတောင်းတကောဟုတ်ကဲ့စစ်တပ်ထဲဘယ်လိုရောက်လာလဲကျွန်တော်နေဥယျာဉ်မှာည9:00နာရီထိုးတော့ရောက်လာတယ်ရောက်လာတော့ဆာရွက်ထုတ်ပြတယ်ဆာရွက်ထုတ်ပြပြီးတော့မင်း တောင်ဝထမ်းစားရမယ်ဆိုတော့တွားတယ်ဟိုတော့ကျွန်တော်6ပေါက်တည်းထည့်လိုက်ကျမပြင်းပြီးပြန်တယ်ဘာကြောင့်6ပေါက်တည်းထည့်တာထွက်ပြီးမှဆိုလို့ကျောင်းအိမ်ကတော့ထွက်မပြေးပဲနဲ့လိုက်လာတာပဲဟိုပထမတော့အုတ်ချုပ်ရမှုတင်းတာပေါ့ကျွန်တော်ဘယ်ဘယ်အပိုင်းအပြောတောင်ဝထမ်းစားမယ်ဆိုတော့မသိဘူးကျောင်းတောင်ကုန်းစိုးလေးတောင်ကုန်းကစားပြီးနဲ့ဝင်ပြီးထမ်းစားအောင်မယ်ဒါနဲ့ကျွန်တော်အောက်ရောက်ရတဲ့အချိန်မှာဘယ်ဟိုကမေးတယ်ကျွန်တော်မင်းဘယ်ကုစားပြီးနဲ့လားကျွန်တော်မသိဘူးအဲကျွန်တော်အမကပြားလေးတွေရတယ်စီကြောရောက်တော့ ကျွန်တော်ပတ်စဉ်စနေမှကျွန်တော်ဝင်ရမယ်ရှီကျော်ရဲ့ဘယ်ရှီကျော်ကြီးရတောင်တကုန်ဝင်နေဘီနာဘီနာကျော်ရဲ့ဘီနာရှီကျော်ဟုတ်ကဲ့အဲ့ရောက်တော့ကျွန်တော်စာလိထုတ်ပေးတယ်ပတ်စဉ်ကျွန်တော်စနေမှဝင်ရမယ်ဟောပတ်စဉ်25မှကျွန်တော်ဝင်ရမယ်ဒါနဲ့အခုပတ်စဉ်စနေရောက်လာဘာကြောင့်ဆိုတော့အုပ်ချုပ်မှုကတခါရောင်းစားလိုက်တယ်မင်းကိုဝင်လာတော့ကိုမသိလဲကျွန်တော်မသိဘူးကျွန်တော်အုပ်ချုပ်မှုကတောင်ထမ်းဆောင်မကြကျွန်တော်အင်းကိုလာခေါ်တယ်လာခေါ်ကြည့်ထည့်ပေးလိုက်တယ်အုပ်ချုပ်မှုကိုတင်းတာပေါ့အဲ့ဒီစစ်တပ်ကြီးကောင်းမယ်ပေါ့ တင်တန်းရောက်ရောက်လာစီကြောရိုင်းတော့ဟိုနေဘင်းတော်ရိုင်းပြီးတော့တင်တန်းရောက်ပို့လိုက်ဒုက္ခတင်တန်းဆိုင်ရောက်ပြီးတော့အမြင့်လောက်နေတော့ဖျားအောင်ဖျားတော့ဖျားအောင်နဲ့ဒီဖျားတာဟောဟုတ်လားဆိုလူသားကြီးမဆန်တော့ဆိုင်ရိုက်တယ်ဇန်နီဝါမှာစီကောင်ပို့ကိုရောက်ဆင်းမှုလေးတွေကလည်းကိုရောက်တာနဲ့ထိုင်းတာလောက်ခိုင်းတယ်အခါ90မဖျားရဘူးဖျားတာနဲ့အရင်တော့ရိုက်တယ်ရိုက်ပြီးမှ ကိုရောက်တော့စီးကင်းရောက်တော့ပြီးတော့ပါလေဆိုတော့ဘာမီတော့နဲ့ဘာပလက်ပြီးအာထိုင်တာအခါ90လောက်ဟန်ကြီးအဲမင်းတို့တွေအရင်ပြီးတော့ကျော်တင်းနဲ့3လပြီးတော့ကျွန်တော်တို့ဒီပြင်းအောင်စစ်ကြောရုပ်ပြန်ဖို့လာမင်းတို့ရန်ကုန်ကြမှာမင်းတို့တွေမင်းတို့ဖက်စင်စက်နဲ့ကံကောင်းတယ်ရန်ကုန်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ခွဲလိုက်190ရောက်ခွင်းရဲကြမှာရန်ကုန်ကြမယ်ဆိုကိုမိပိုင်နဲ့ညီတော့ပြောတော့မစိုးတော့မစိုးအဲအမေကရောက်လာဒီဘေးကိုရောက်လာပလောက်ရောက်လာ အတိုင်းမတင်လို့အမှတင်တင်တင်ပြီးတော့ကျွန်တော်တို့မင်းတို့ညချင်းတိုင်းမစနစ်အဲတိုင်းမစနစ်အောက်ရောက်လာရောက်လာပြီးတော့မင်းတို့ကိုတောက်ကိုသွားမယ်လို့ပြောကြတာကတကယ်ကြီးနေကုန်တော့ကိုရောက်တော့တခါတန်းလို့ဒါပဲရှိတယ်အောင်တယ်လမ်ဘူးတက်ရောက်မယ်ဆိုတယ်လမ်ဘူးရှိတယ်တခါတန်းလို့ဒါပဲဒီရောက်တော့ကျွန်တော်တခါတန်းတယ်တခါနားတယ်ငါးခုမှာ ငါချစ်တာမျိုးအမတကဝင်လာတယ်သူတို့ဟိုရောက်ရင်ပြစ်ကမယ်ဆိုဟောတကယ်ဒီဘက်ကလူမဆန်ဘူးပေါ့ရောတွေးတာပေါ့ဒီတော့တောင်းမှာအဲရှေ့ဆက်တိုးလာတော့သူတို့လုံလုံချက်ကအင်ဂျီယာကြီးတွေပုံပြရတယ်တကယ်အင်ဂျီအိမ်ကောင်းနေအဲအမနေတနေဒီဘူဟာမှုကအမရှိတဲ့ပစ္စည်းတွေအကုန်လုံးဆိုင်ကယ်ဆိုဆိုင်ကယ်အကောင်ကားဆိုကားရှုပ်ရတဲ့လားကျွန်တော်ဘာမှမကျန်တော့အဲလိုကိုကောင်းတာအကုန်လုံးသူကယူတာ အဲ့ဒီပစ္စည်းတွေတည်ယူခြင်းတဲ့ပေါ့နော်ကျွန်တော်တို့အဲစစ်ကောင်စီကစစ်တပ်ကျွန်တော်တို့ဒီစစ်ကြောင်းထိုးတဲ့အချိန်မှာပေါ့နော်ဒီကျွန်တော်တို့ဒီဘက်နေမျိုးတွေရောက်တဲ့အချိန်မှာဒီလူတွေပစ္စည်းကိုယူခြင်းနဲ့အတက်အနည်းကိုဘယ်လိုပေးတာတွေကြုံခဲ့ဘူးလဲအဲ့ဒါလည်းပတ်သက်ပြီးတော့တယောက်တော့ပြောပြလို့ရတယ်အတက်အနည်းကိုအဲပြည်သူလူထုကိုဖမ်းတာတို့ရှီတာတို့ပြီးလို့ရှိရင်ရိုက်တာနှက်တာတို့ဘာလို့အဲ့ဒါကိုမြင်မြင်ကိုယ်တွေ့ရှိခဲ့တယ်ရှိလားရှိခဲ့တယ် ဟုတ်ကဲ့ဘာလို့လဲ။ဒါတော့ပြောနေရတာရှိတယ်။သူတို့စစ်ကြောင်းကြီးရောက်နေကြတယ်။ဒါတော့မင်းတို့မရောက်ကြဘူး။အဲ့လိုမျိုးတွေ့ရထိတ်တယ်။အဲ့ဒါဆိုဒါဒါဒီညီလေးကိုပြီးမှကျွန်တော်အဲ့ဒီပိုင်းလေးကဟောဖြစ်လာတယ်။အဲ့တော့ညီလေးကိုထပ်ပြီးတော့မှမေ့ရင်တော့ကစစ်တပ်ကကျွန်တော်လည်းစစ်တပ်ထဲမှာနင်းနေစနေကြတော့စစ်တပ်ကစစ်တပ်ပိုင်းလက်မခံဘူး။ဒီမှာဒီအယုဒ္ဓယကြီးကဘာကြောင့်ဘာကြောင့်စစ်တပ်ထဲကိုရောက်လာခဲ့လဲဆိုတာတိကျပြပြတယ်။ ဒီမှာ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 တစ်ချက်ချက်ကိုအနည်းငယ်လေးပြပါမယ်ဟိုမှာနင်းတာဖြစ်ပြီဟိုမှာရုပ်တဲ့တယောက်ရှိတယ်မသူ तू ကခြေတော်ဒီမှာအများကြီးမရှိဘူး तू ကတော့အများကြီးရှိတယ်ရှိတဲ့အခါကျတော့ဒီလောက်ဒီတက်တူးတွေရှိတဲ့လူတယောက်ကိုအစစ်တက်က तू ကအစင်းမြောင်ထိုးထိုင်းရင်စစ်တက်ထဲမှာလက်မခံဘူးလीအဲ့ဒီအဲ့ဒီရဲ့ဟိုဟာရှိတယ်ကျွန်တော်တို့အဲ့ဒါတို့ဥမာကျွန်တော်တို့ဒီဂေါ်လီထဲထတာတို့အများကြီးပေါ့နော် ကျွန်တော်တို့ဒီအာဆီယံထိုးထတာတို့ အကြောင်းမျိုးမျိုးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီလေကောင်းရှိတာတို့ဘာလို့အဲ့လိုမျိုးဖင်ကုန်းချောင်းဆိုးတွေလည်းကျွန်တော်တို့တော့ဆိုလုတ်ခဲ့ရတာပေါ့နော်အဲ့တော့ဒီဟာတွေအကုန်လုံးကိုလက်မခံခဲ့ပဲねဒီရုပ်တရားကဘလို့ဆစ်ရက်ရောက်လာပြောပြပြပေးကျွန်တော်ကအပြင်မှာတတူထိုးတယ်အဲတတူထိုးတယ်ကျွန်တော်ကတတူမထိုးရရရင်စိတ်ုံသစင်ဟုတ်စိတ်ဝါဆစ်တဲ့ဆိုင်အောင်မယ်ဟုတ်အမှတော့ဟာပလတ်စတစ်ဆိုင်အောင်ဟုတ်စိတ်ဝါတော်ရစီရစီစီရောညမကြတော့ပြန်လာတယ်ဆက်နိုင်ရောက်ကြီး အလာခေါ်အဲဘောမင်းစိတ်ငြိမ်းပါတယ်တဲ့ဘာမှလည်းမသိရဘူးသူတို့ပြောတာဘာမှလည်းမသိရဘူးပေမျိုးနေမှာကျွန်တော်ရကုန်တိုင်းဖို့ပြီးရတယ်ဖို့ပြီးဟုတ်ဖို့ပြီးဟုတ်အင်းအဲ့တော့နေတော့အဲ့နော်ကျွန်တော်ကမခုံကြီးရယ်ဘလုံးပင်မှန်းလာတာပေါ့အဲ့တော့တော့ပင်မှန်းလာမခုံကြီးရယ်နော်အာလာလာတုံးဟိုရောက်90လောက်ရှိတယ်လာဖမ်းလာဒီတော့တော့ပြေးပါဆိုလို့ဝိုင်းပြီးတော့ဖမ်းမယ်ပေါ့ပြီးပြီရှင်အဲ့လိုဖမ်းမယ်လို့လောက်တာတော့မပြေးဘူးအကြောင်းလာဖမ်းလာတယ်တော့စီမထားရမယ်တဲ့ ဟာအဲ့လိုက်တာပေါ့လိုက်ပါလားလိုက်ပါအဲတင်းချောင်းရောက်နင်းချောင်းရောက်အပါနေတော့3လ3လဒီနန်းပဲပဲစင်7နှစ်ပဲလားဟုတ်ကဲ့သူတို့အတူတူပဲပေါ့အတူတူပဲအတူတူပဲဆိုတင်းနန်းချောင်းကနေနောက်ပိုင်းအတွေ့အကြုံကတော့အတူတူပဲဒါပေမဲ့ကျွန်တော်တို့ဆဆချင်းမှာတော့တကယ်စစ်တပ်တွေကိုသဘောဆန္ဒမရှိဘဲနဲ့ရောက်တော့ခဲ့တယ်အတရားတော့မှ ဟုတ်တယ်အဲ့လိုပေါ့အဆွဲခံရတယ်ပေါ့နော်အဲ့ညာတော့ဒါဒါဒီညီလေးရတဲ့အတင်းအားလမတဲမှာပါတယ်ဟဲ့သူကလည်းကျွန်တော်နဲ့ဒါတယောက်ချင်းပြောပြီးသွားပြီဆိုတဲ့အခါကျတော့ဖိုးပြောချင်းဖိုးပြောချင်းရှိတယ်ဒီမှာဘယ်လိုရောက်လာလဲမသိတော့စစ်တပ်ကိုဘယ်လောက်ထိမုန်းလဲတော့တော့ခွေးဆွဲခံရတာပေါ့နော်ဘယ်ပြောမလဲကျွန်တော်ကတော့ရှင်းတယ်စောရီးတွေကလည်းသူတို့မနှိမ့်ရဘူးသူတို့အာနာထိန်းတာတွေအာနာသိမ်းတာတွေကျွန်တော်မသိဘူးဒါပေမဲ့ဂျာထဲမှာခံရတာကျွန်တော်ပြည်သူတွေဘယ်လိုရောက်မလဲဆိုတော့ ောမဆိုရင်အကုန်လုံးကအခုဆိုရင်ကျွန်တော်တို့တို့လောက်ဘူးလေတို့ကြောင့်မလို့ကိုနေရလည်းကိုမပြရဘူးမိပါလေရှိတယ်အကုန်လုံးအိုးတကွဲအိမ်တကွဲနဲ့ထကြတယ်ဘာလို့လဲဆိုတော့ဒီစစ်ပွဲကိုကျွန်တော်တို့လူငယ်တွေမှမတိုက်ထုတ်ရင်နောင်လာမဲ့လူငယ်တွေကလေးတို့အဆင်မပြေနေဘူးအကြောင်းမလို့ဘာကြောင့်မဖြစ်ဖြစ်တိုက်ထုတ်ရမှာပဲသူတို့ပြောတယ်ဒီမချမ်းတပုံ KNU သူတပုံလို့ပြောတယ်ဒါပေမဲ့မဟုတ်ပါဘူးသူတို့ပြောတယ်စစ်တဲမှာအမှောင်ချတဲ့တဲ့င်းကိုမင်းတို့တော့အတက်ပြစ်မယ် မင်းတို့အရှိမပဲသူတို့တရားရင်ဖြစ်နေပြီးသိခိုင်းမယ်ကျွန်တော်တို့ပါစားတွေကိုဘာကြောင့်လဲဆိုတော့ဒီပချောင်းကြီးလာရင်တပုံလက်ထက်ရောက်ရင်မင်းတို့လေလေးတက်မယ်သူတို့သတင်းပေါင်းချတယ်အကုန်လုံးအကုန်လုံးဒီတိုင်းမပြောတယ်ဒါပေမဲ့ကြောက်တဲ့လူတွေမပြေးပြေးတယ်မပြေးဘူးထားအောင်ဒါပေမဲ့လွတ်လပ်မှုကတော့တိုက်ထုတ်မှရမှာလေလွတ်လပ်ရေလိုချင်တော့ဒါပေမဲ့ကိုဒီထဲမှာပဲတည်တည်ဟိုဘက်မှာပဲတည်တည်ဘာကြောင့်မဖြစ်ဖြစ်ကိုမနေချင်တဲ့အကြောင်းမလို့ဆန္ဒလည်းမရှိဘူးအကြောင်းမလို့ကျွန်တော်ပြေးတယ်ဒါပေမဲ့ဒီဘက်ရောက်တော့သူတို့ပြောတာနဲ့ကတခြားစီအင်းပါတော့မြွှေထွေးစွာကြိုးလို့တယ်အရာအလုံးကို ဂျုံကြည်မှုကလက်နက်ပေးခိုင်းတယ်အနည်းဆန္ဒရှိတာကိုယ်ဆန္ဒလည်းရောက်ကိုယ်ကြောက်ရောက်ရွှေချုပ်ကုန်ပေးတယ်နောက်တစ်ခုအစားအသောက်အနေထိုင်မျိုးထွေးမှုကစဟိုဘက်မှာဆိုရင်တော့ကျွန်တော်တို့တဏီကုံစစ်ပွဲဆင်တယ်တွားတယ်မိုင်းနေနေပါနေနေပြန်လာကြတယ်ဆလောမုံဆိုပြီးတမင်းစားရတယ်မင်းတို့ဒီခွဲကြတဲ့စားရတယ်ငပိနဲ့စားရတယ်အဲ့လိုမျိုးကဆက်သက်ရဒီမှာကျတော့မင်းတို့လုံးချင်တာဘာလုံးချင်တယ်အရင်ဆုံးမေးတယ်ရွှေချုပ်ကုန်ပေးတယ်စစ်တပ်မှာကျတော့ကျွန်တော်တို့စနားလည်းမရှိဘူးအလိုလည်းမရဘူးဘာလို့ဆိုတော့ကို မုံသေးခြင်းမရှိဘဲနဲ့လူမျိုးလူတိုင်ဝဲဖြစ်နေတဲ့အကြောင်းမလို့ကျွန်တော်တို့မှာသူတို့လိုပြစ်စရာလည်းအကြောင်းမရှိဘူးပြောတယ်ဗျ။ဘာကြောင့်လဲဆိုတော့အမှန်တရားအမှန်တရားပဲပါဆိုတော့ကိုယ်တွေတည်းသိနေပါဆိုတော့ကျွန်တော်နိုင်ငံရေးစိတ်ဝင်စားဘူးနော်။နိုင်ငံရေးစိတ်ဝင်စားဒါမှမဟုတ်ပြည်တွေရဲ့ပြည်သူပဲ။ဒါဆိုတော့ပြည်သူပြည်သူချင်းတက်နေတဲ့အကြောင်းမလို့ကျွန်တော်ဒီဟာကြီးလို့မလို့လားဘူး။ဒါဆိုတော့ဒီဟာကိုအမြင့်ဖြောက်သွားမှာပဲအကုန်လုံးချုပ်ငြိမ်းမှာ။အဲကြောင့်မလို့ကျွန်တော်တို့ဒီပချမ်းရောက်လာတယ်။လွတ်လပ်စွာနဲ့နဲ့ကင်နဲ့ယူညီမှုပေးတယ်။မလုပ်ချင်နေမိတယ်။အဲကြောင့်မလို့ကျွန်တော်တိုက်နေမှာပဲ။ကြည်လူတွေရဲ့ကြည်လူတယောက်အနေနဲ့ ကောင်းတော့ဘာကြောင့်အရင်ရိုးချလိုက်တာဒါပါဟုတ်အဲ့တော့အဲ့ဒီမှာပဲကျွန်တော်အဲ့တော့ဟွာပေါ့ဒါသူပြောရတဲ့အထဲမှာကတော့တကယ်ကောင်းတဲ့အချက်ကိုကျွန်တော်တကယ်သူပြောတဲ့ဟာကိုအနှိမ့်ချုပ်ထုတ်ရမယ်ဆိုရင်တွန်လိုင်းတက်ဖွဲ့ကအဲငါပါပြရှင်လဲလို့ဆိုတာတဲ့မင်းပါပြရှင်လဲလို့အရင်ဆုံးမေးတာဟုတ်ဟာမင်းပါပြရှင်လဲမင်းပါလို့ရှင်လဲအမင်းရဲ့ဆန္ဒကငါတို့နဲ့အတူတူလက်တွဲကျင်တာလက်နဲ့ကင်ကျင်တာဒါမှမဟုတ်လို့ရှိရင်တခြားတနေရာထိုင်းနိုင်ငံမှာသွားပြီးတော့မှ AC သွန်းနေကျင်တာဆိုတော့ ဒါပြည်သူရဲ့ဆန္ဒပေါ့နော်ကျွန်တော်တို့တကယ်ပြည်သူ့အခြေလူမှုအခြေပြုတယ်ဆိုတာကကျွန်တော်တော်လန်ကြီးရဲ့တကယ်အဓိကတော့ချက်ဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဒါပေမဲ့ဒီမှာနောက်တစ်ယောက်ကိုကျွန်တော်မေးမယ်မေးပါဒါဒါတော်တော်ဟောဖြစ်တယ်သူဆန္ဒပြောတယ်စစ်တဲ့မွေညိုတက်တူဆိုတာဟုတ်လားဟုတ်အဲ့ဘယ်လိုစစ်တဲ့ရောက်လာအာပြောပြောစစ်တဲ့ဟိုတက်တူဆိုတဲ့လူတွေမွေရအောင်ဆိုလို့ညက်နာကောက်ထိုးဘယ်ဘယ်နေရာထိုးမနေနေနေပြောပြောပါအဲအဲ့ဒါက ဒီပြည်သူစစ်မှုတန်းလို့ခေါ်မထိုးတာအဲအရင်တော့မထိုးမထိုးခဲ့ဘူးဟုတ်อืมပြည်သူစစ်မှုတန်းလို့ခေါ်ငါဟိုအထဲမှာပါမဆိုးလို့ဆိုပြီးတော့မှပါမဆိုးလို့ဆိုပြီးတော့အတားနာအတားနာခံလဲဒါပေမဲ့စိတ်နာရတဲ့ဘောရောက်သွားတယ်ဘယ်လိုစိတ်နာရဘောရောက်သွားလဲအတစ်ချက်တည်းလိုစိတ်နာရလဲဆိုတော့တရုစာရောကအမေရလဲဆဲတာဗောမျက်နှာပြတ်သွားတော့ ဆဲဆိုပြီးတော့ဘာဖြစ်လဲတက်ခဲဝင်ရမှာကြောင်းဒီမျက်နှာတက်သူဆိုလည်းမပြတ်ပါဘူးအာနဲ့အောက်လည်းပြောလည်းပြောနောက်လည်းပြီးလည်းပြီးလည်းပြီးတော့နားမှာဆဲကဘယ်ဘယ်မျိုးမှာရန်ကုန်ရန်ကုန်မှာပဲလက်ကူလက်ကူဆိုတာကျွန်တော်တို့ဟိုဒီဟိုကဘကိုးလိုလက်ကူဟုတ်လက်ကူကတည်းကတော့တက်မတစ်တစ်အမ်ပဲချမ်းလာတော့ဒီဘက်ကဟိုဇေယကွင်းဇေယကွင်းဇေယကွင်းအဲဇေယကွင်းတော့အထက်ထဲဝင်လို့ရှိရင်ဗာလဲကျွန်တော်တို့ အေးနိုင်အေးလမ်းကြောင်းလေးရှိပါတယ်အဲ့အဲ့အဲ့ဒီဘက်ချမ်းလားဘယ်ဘက်ကိုပြောတာလဲစာတလင်းဘက်ပေါ့အင်းစာတလင်းဘက်စာဘူးတောင်းတို့ဘာလို့အဲ့ဘက်ချမ်းလားမဟုတ်ဟုတ်อืมသူရွာသားကြီးတို့ဘာလို့လေအိုးဘယ်ကိုဘက်ကိုတက်သွားတယ်ဘက်အဟုတ်အော်ဟုတ်အဲ့ဒါလောက်ကပြန်လာတော့ဆွဲဘယ်နှစ်နာရီလောက်ပြန်လာ9နာရီလောက်တော့ရှိပြီ9နာရီလောက်ရှိတာဟာမြို့ထဲမှာပြန်လောက်လာအဲ့တော့သူတို့က တေတကားပိတ်ပြီတဲ့တေတကားအရင်တော့ဆိုလို့ရင်ဆယ်နိုင်လောက်မှပိတ်อืมအဲ့တော့အဲ့လိုပြောအဲ့လိုပြောကျွန်တော်လည်းနည်းနည်းအဲ့တော့အတော်သားလေးရကြီးကလန်ကဆန်ဟုတ်อืมကျွန်တော်ကောင်းရောင်းကောင်းဝယ်လောက်ထားတာလို့အခုကျိုးမဟုတ်ဘူးပြောတာဥပဒေတွေနဲ့ဥပဒေတွေကျွန်တော်ဘာဖြစ်လဲညာဖြစ်တယ်ကျွန်တော်လည်းပီကက်ကတ်တော့ပီကက်လို့ကျွန်တော်တူတူတော့လိုက်လိုက်ဟောလိုက်လိုက်ခွေးတော့မဝင်ငယ်မားကိုပတ်စားတဲ့မသွင်းရင်မှာရိုက်ခံရတယ်အဲအဲ့ညာပဲอืมအဲ့တော့သူရဲ့တူတော့အဲက မေတို့ကဘာပြီးရှိလို့လဲဘာညာမေးတာမေးတာဟောသူတို့ကဒီလိုဒီကြောင်းမဲ့ဘာညာလဲမနေ့လဲမူလဲမူရင်ဘင်းတော်တန်ဖို့တန်ဖို့လဲပေါ့ဘင်းတော်ပါဘင်းတော်လည်းရောရောအဲ့ဒါနေလဲရတော့ပြီးတော့မှဒီလိုဒီနေ့ကြောင်းပို့ဟုတ်ကဲ့ဆက်နှစ်ပဲဟုတ်ကဲ့အတူနဲ့ဒီဒီပဲဖြစ်စင်ရတော့နောက်ပိုင်းဖြစ်စင်ရတော့တို့တို့ပြောကြံနေသေးတယ်ကြုံးမယ်ဒီမှာသစ်တဲမုံနဲ့သစ်တဲမုံမှာမကြိုက်တာသစ်တဲမုံမှာမကြင်ကြိုက်တာ ကျောင်းပေါ်နေတယ်ဘူးကမေးရတော့ဝင်မလားမဝင်ဘူးလားအဲစီတဲ့ဝင်လားမဝင်ဆိုရင်ဂျိုက်စီတဲ့ဝင်လို့ရှိရင်ထောင်ထဲထဲမှာအဲထောင်ထဲပြီးမတယ်ဘူးထောင်ထဲဝင်မယ်ဆိုလည်းဂျိုက်ဟောစီတဲ့ဝင်ထောင်ထဲဝင်မယ်ဆိုလည်းဂျိုက်တယ်ကဲစတဲ့ဝင်မယ်ဆိုတော့မရိုက်လားထောင်ထဲဝင်မယ်ဆိုရင်ရိုက်တယ်ခဏတိုင်းမှဒီဒီဘော့တဘော့ပဲပေးတာထွက်ထွက်မလားမထွက်ဘူးသူလည်းရိုက်မယ်ထွက်မယ်သူလည်းရိုက်မယ်ဟုတ်တာလေအားသာပေါ့မဟုတ်တော့အခွင့်တာဆိုရင်ဒီကောင်လေးလည်းတူတူပဲဒီအသားတွေကတော့ဒီကူးတောင်းမှလည်းတူတူပဲဟုတ်တော့ ပေါင်းသားနေကြတယ်လေလူငယ်တွေကိုဟိုဘောကျွန်တော်ထောင်ထဲဝင်မယ်လို့ပြောရင်လည်းခြိုက်တယ်ထွက်ပြန်တယ်ဆိုအဲ့ဒါကကျွန်တော်တခုဖြတ်မိမှာပေါ့နော်အဲ့ဒါကစစ်တရေကောင်နေလားစစ်တလောက်ကနေလေဦးသားလေးလေပြူစောတိလေပြူစောတိလေဘယ်ကပြူစောတိလေကိုကိုဆိုလို့ရှိရင်ဘယ်ဘယ်ပြူစောတိရိုက်ခံခဲ့ရရန်ကုန်လေရန်ကုန်ကျော်သွေးရန်ကုန်ညို့နယ်ပေါ့တောင်ကုန်စိတ်ကတောင်တော်ပေါ့လေကူလေကူလေကူပဲလေကူပဲ တဲ့ဥမာလေဘလို့ဘလို့ဖြစ်နေတဲ့စိတ်တည်းရောက်လာပြန်အဲ့ဒီလောကပြန်ဆွဲခံဟုတ်လားခါးဆိုလို့သူခေါ်တဲ့ခါးဆိုစိတ်တော်ရောက်ပါနော်အဲ့အနေရောတင်းနေကြောင်းဖို့ဒူးဒူးတင်းနေကြောင်းဖို့သက်ဆိုင်ရာတော့တူတူပဲပေါ့နော်ဟုတ်ဟဲ့ချစ်လာလို့ညာဆိုချစ်လာလို့ဘလို့ရောက်လာတော့အဲ့ကျွန်တော်ကတော့ဒီမဲနဲ့ပြန်လာဘလို့ဘလို့မဲနိုင်နေဦးကြီးကအဲ့လိုအိမ်ဖက်ဖက်လာတာ တယ်ဟိုလာလာပြီးတော့ကျွန်တော်မဲနိုင်ကိုတလာပြောတယ်မဲနိုင်တစ်ခေါက်နိုင်လည်းမပေါ့ဘူးနှစ်ခေါက်နိုင်လည်းမပေါ့ဘူးနောက်ကျတော့အုပ်ကြီးနဲ့ညှိရပေါ့ဒီခေါက်မဲပေါ့မဲနိုင်တဲ့ခါရရင်လို့ကျွန်တော်ရဲတဲ့ဝင်မဲလို့စတဲတော့မပြောနဲ့လို့အစင်တိုက်ချင်ဘူးဟုတ်ကဲ့အားနဲ့အားကိုညှိပြီးမဲတဲ့ရဲနဲ့ညှိနေတာအားညှိတော့ဆိုတော့နောက်တရောက်ကြတော့သူကပတ်စံပေးခဲ့ရသေးလားပတ်စံပေးခဲ့ရဟုတ်ပြီအားနဲ့ရင်းနဲ့ရဲဆိုရင်နဲ့6နှစ်နေရကွာဟိုဟာ6နှစ်နေနေရမှာတဲ့ ဒီဒီလိုစုံလာတဲ့နဲ့ပဲပြရင်နဲ့မင်းရန်ကုန်ထဲမှာပဲနေရမှာလေပြောမှာပါဘူးအကင်းကောင်မလောက်ဘူးအမေနဲ့တိုင်ပြန်နိုင်အောင်မယ်ဆိုတော့ကျွန်တော်အိမ်ပြန်အောင်အိမ်ပြန်တော့အမေကဝင်နေတဲ့အချိန်မှာကျွန်တော်ပုံဖုံးဆက်တာအမေကပြောတယ်လို့ရဲတယ်လဲဝင်နေနဲပေါက်မှပဲဝင်လို့ပြောတယ်လို့အဲ့ဒါအဲ့နဲ့မဲပေါ်မဲအိမ်ထိုင်လိုက်အောင်နဲ့ဒီနှာခေါင်းထိုင်တာနှာခေါင်းမပေါက်ဘူးအဲ့တော့ကျတော့ကျွန်တော်ကြောက်လာညီကလည်းကြောက်ကျွန်တော်လည်းကြောက်တော့နှိုက်တော့ပေါက်တော့ရအောင်ငါတို့စဉ်းတိုက်ရဘူးအဲ့နဲ့ အုတ်ကြီးညောင်းနှိပ်ပြီးသွားပြီးကျွန်တော်အိမ်ပြန်လာတာအိမ်ပြန်လာတော့အုတ်ကြီးကိုကျွန်တော်တို့မဲနိုင်မှပဲစကားထပ်ပြောတော့မဲလို့သူ့ကိုပြောတော့ဘူးဆိုလို့အားလိုက်အဲမှာနေနေဆိုသူပြောလုံးဝလူရောက်တာကျွန်တော်လောက်ချလာပြီးတော့အားနေမင်းအဲ့လိုလိုလုပ်လို့မရဘူးရဲ့အကြီးနဲ့စကားပြောလို့ပါပြီရဲ့နေ့နေ့ပဲမချမ်းသာအောင်ပါလေဘုမချမ်းသာအောင်လဲနောက်လက်တန်းဆောင်ပါလေအားရဘယ်လိုလုပ်မှလဲဆိုတော့အားနေအဲ့ဆိုတော့ကျွန်တော်ဝင်လိုက်မယ်လို့နေ့နေ့ပဲဆိုနေ့နေ့ပဲဝင်လိုက်မယ်အပြီးရောအဲ့တော့ချင်းချင်းကျွန်တော်ကိုရုံရုံခေါ်တာ အဲ့ဒါရုံးမမနေရမယ်ပြောမှသွားဘူးတဲ့ရုံးမမနေရမယ်တဲ့ဖုတ်ပြီးမှဆိုပြီးတော့ကျွန်တော်မပြေဘူးဘာမှမဖြစ်ဘူးလို့ဒါပေမဲ့အမင်းဟောဗနောဖုတ်ပြီးခင်မဆိုတော့အနောက်ကြီးကတော့ကျွန်တော်ရုံးမနှိမ့်ရပဲထားပြီးတော့စီကြောရေပို့စီကြောရေပို့လာတွေ့ကြတယ်ဘုံမှာအငင်းကြီးနေနေနိုင်စနစ်ဘယ်စနစ်စနစ်ပဲစနစ်စနစ်ပဲဆိုတော့ခဏလေးစကားပြောလို့ဆန္ဒပြောတဲ့အထဲမှာဗာလိပါသွားတယ်ဆိုတော့ဟိုချစ်တဲ့ခဲမဝင်ဘူးတဲ့ဘာသာစင်တိုင်းရေလို့ပြောရအောင် အခုကျတော့စစ်တိုက်ဖို့ဘာကြောင့်ရွေးချယ်ကျွန်တော်ဆိုလိုချင်တာကပရမကစစ်တဲ့စစ်တဲ့ဘက်ကနေစင်တိုက်ရဲလို့ပြောတာပေါ့နော်အခုတော်လိုင်းဘက်ရောက်တော့အခုဒီမှာတနက်ကင်ပြီးတော့မှဘာကြောင့်စစ်တဲ့ကိုပြန်တိုက်ဖို့အာရွေးချယ်ကြလေဆိုတဲ့ဟာပေါ့နော်အဲခုနကကျွန်တော်ပြောရပေါ့နော်ကျွန်တော်စင်တိုက်ရဲဆိုတော့ပြောတာပေါ့နော်အဲ့ဒါကျွန်တော်ဒါဒီအနာရှင်ဘက်မှနေခဲ့ခြင်းပြောတာပေါ့အခုအမဒီအနာရှင်မှာဒီပါစာနဲ့ပါစာနဲ့ပြည်သူ့စုံထဲနဲ့ကျွန်တော်ပါသွားတော့ရှင်းလိုက်ရောက်တယ်ရှင်းလိုက်ရောက်တော့ အဲ့တို့ဘောနော်ဒီသူ့ရဲဘော်ရဲဘက်ချင်းတော့မာဒီသူတို့လူစိမ့်မရှိဘူးကျင်းနေလူဆိုတော့ပြောမြင်တယ်ဘောနော်အဲ့နဲ့အဲ့မှာကျွန်တော်တို့ဘူးလို့ဆိုတော့ဒီဘက်ရောက်ပြီးတာလေဒီဘက်ပြေးလာခါကျတော့ဒီဘက်နဲ့ဒီဘက်နဲ့စစ်တိုက်ရတာချင်းနေမကူဘူးဒါတော့ဒီဘက်ဒီဘက်ကတာဒီတော်လိုင်းဘက်ကတိုက်ရတာကျတော့ဒီဘောနော်ဒီအာနာရှင်ထုတ်ကြရေးတစ်ခုထဲနဲ့ပဲတိုက်တာကျွန်တော်ဘာပြီးပြီးဒုက္ခလည်းမရောက်ဘူးဘောနော်ဒီနှိမ့်ဆက်တာရင်ပါပါမှမရှိဘူးအဲအခု အခုငနေ့ဆိုပြန်ကင်ရဲတယ်ကျွန်ပြန်တိုက်ရဲတယ်ဆိုတာအမှန်တရားပဲရောက်သွားတဲ့အတွက်ကျွန်တော်ပြန်တိုက်ရဲတယ်တနက်ကင်ရဲတယ်ဒီကောင်နေစစ်ဆိုတာလည်းကျွန်တော်ကြောက်တော့ဘူးတဲ့မဒီမှာကျပျော်ရွှင်နဲ့တိုက်ရတယ်ပျော်ရွှင်နဲ့တိုက်ရတယ်ခီးစည်းမှုလည်းမရှိဘူးခီးစည်းမှုလည်းမရှိဘူးပျော်ရွှင်တိုက်ရဟိုမှာကျတော့ဟိုဘလူးကြောက်တိုက်ဘလူးတိုက်ရမှာမဟုတ်ဘူးအားနေပြစ်နေရတာပဲရှိတယ်ပြောကြတာကတော့ဒါကျွန်တော်တို့စစ်တိုက်ဘာကြောင့်တိုက်ရတယ်ဆိုတော့ရည်ရွယ်ချက်ကိုပြီးတဲ့အတွက်တွန်လိုင်းဘက်မှာဒါ ဟိုလက်နဲ့ကင်တာပေါ့နော်ဖူတက်ထဲမှာတော့ဘာကြောင့်တိုက်ရလဲဆိုတော့ရေချက်ကိုလည်းမသိဘူးလူလူမျိုးများကြီးအတွက်တိုက်နေရလားဆိုတော့မဟုတ်ဘူးကျွန်တော်အာနာရှင်တစုအတွက်အတီခံပြီးတော့မှတိုက်နေရတဲ့ဘဝမျိုးရင်ဆိုင်ရတဲ့ချိန်မှာဒါသူတို့ဆွန့်ခွာလာတာပေါ့နော်သူကတော့မမေးတော့သူကတော့ကောင်းကောင်းပြောထားပြီးသားဆိုတော့ဒါကျွန်တော်ပါသာရှိရောက်ရဲ့နေရင်းကိုတော့ကျွန်တော်ဒီမှာပဲဒီကုန်းဆိုးလိုက်မယ်ပေါ့နော်အဲတော့အဲအများကြီးလဲသူတို့ပြောခဲ့တဲ့နေရာမှာတော့ ်ဘယ်ဆုံးတောင်းဆုံးကနေပြီးတော့မှကျွန်တော်တို့ဟိုအမျိုးမျိုးရောက်ရှိလာပေမဲ့လည်းအဲစစ်တပ်ကိုတကယ်ချစ်လာဆိုတော့မချစ်ခဲ့တဲ့စစ်တပ်ကိုမချစ်တဲ့ပြည်သူတွေသူတို့တွေမကနောက်မှဘယ်လောက်ထိစီးသေးလဲဆိုတာဒါတော်လိုင်းတပွဲတွေမှန်းကြည့်မယ်ဆိုလို့ရှိရင်တကယ်ရနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထောက်ခံတဲ့ပြည်သူလူထုကအများကြီးကြံနေတယ်အဲ့ဒီတွေ့သူတို့ရဲ့ စကားပြောခြင်းတွေကိုကျွန်တော်ကြည့်ပြီးသွားတော့မှကျွန်တော်တို့ထောက်ခံနေတဲ့ပြည်သူအများကြီးရှိသေးတဲ့အတွက်ကျွန်တော်တို့အဲ့ဒီထောက်ခံမှုနဲ့အတူကျွန်တော်တို့ခြေကိုဆက်သွားကြပါမယ်ဆိုတော့ကြားရင်လည်းကျွန်တော်ရဲ့တွေ့ဆုံရင်ကိုဒီကုန်းချုပ်ပါပြအားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ငါကစစ်တပ်တွေသွားကြည့်လိုက်တခြားနိုင်ငံပြောဖို့ဗျာကျွန်တော်အခုလက်ရှိနေတဲ့နိုင်ငံမျိုးဆိုခင်ဗျစစ်တပ်တွေဝင်လာနေအနည်းဆုံးခင်ဗျစစ်တပ်တွေဝင်လိုက်ပြီဆိုတာ ਨੇ ခင်ဗျားကိုလာတာကောင်းကောင်းဝင်ပေးပြီခင်ဗျားကိုအိမ်လေးအိမ်လာတာကောင်းကောင်းဝင်ပေးပြီအစားတော့ကောင်းကောင်းဝင်ပေးပြီခင်ဗျားတက်တက်ဝင်လိုက်ပြီဆိုရင်ခင်ဗျားသားရဲ့ပညာရေးသည်ဆုံးမတန်ကိုသိလို့ရပြီခင်ဗျားမိန်းမရဲ့ကျမ်းမရဲ့ခင်ဗျားသားသမီးရဲ့ပညာရေးအားလုံးဒီဖူးကပါနောက်ပြီးပဝင်းညာလဲစက်တင်အဲပဝင်းညာအားလုံးလဲစစ်တပ်မိသားစုလေးစားပြီးသားစစ်တပ် စစ်သားတယောက်ဆိုရင်အနေကြီးတိုင်းနဲ့ကိုလူလူကြီးနဲ့ကိုငုံတုတ်ထိုင်ပြီးကိုအလေးပြုနေတဲ့နိုင်ငံဗျာအဲ့လိုမျိုးနိုင်ငံအဲ့လိုမျိုးထားတာအခုခင်ဗျားတို့မြန်မာပြည်ကစစ်တပ်ကပါလေအပေါ်ကောင်တွေကလာဟိုခင်ဗျား ကျွန်တော်ပြောပြမယ်ခင်ဗျားတို့စစ်သားတွေကိုကြော်ရဲနာအောင်ပြောပြမယ်ခင်ဗျားတို့စစ်သားတွေကိုနာဖို့ခင်ဗျားတို့စစ်သားတွေအရလာလေငပီးနဲ့စားပြီးခင်ဗျားတို့ရာဘဝကြီးပြက်နေရတာတိုက်ပူနဲ့ပူးမင်းနေနေပြောမယ်အထက်အရာရှိနေတာကောင်းကောင်းမွန်ဖြစ်မယ်အထက်အရာရှိရဲ့သားသမီးတွေကအမေရိကန်လိုနိုင်ငံမျိုးအော်စတြေးလျလိုနိုင်ငံမျိုးမှာကြောင်းပြက်ပြီးတော့လေမီလီယံနာအိမ်နေနေပြီးခင်ဗျားတို့နေရာတည်သလားခင်ဗျားတို့တည်သလား မသိပါဘူးခင်ဗျားတို့မသိပါဘူးခင်ဗျားတို့အဲ့ဒီတက်ထဲမှာပဲနေပြီးတော့မျက်စိပြင်းနားပိတ်ပြီးတော့ခွေးချင်းခွေးချင်းကြိုက်ဖို့တော့ပဲချောင်းနေတယ်လူမျိုးတွေလေခင်ဗျားတို့ကဘာအသိပညာမှမရှိခင်ဗျားတို့ရဲ့တက်မှမူသားသမီးတွေလို့ခင်ဗျားတို့ရဲ့တိုင်းမူသားသမီးတွေခင်ဗျားတို့ရဲ့ခုံမမလူရဲ့သားသမီးတွေနိုင်ငံရမှာဟမ်ဘာဂါစားပြီးဒူးနဲ့ပြီးတော့နေတဲ့ကောင်မျိုးတွေအိုးခင်ဗျားတို့တနာမှုသိကောင်ပါပြီခင်ဗျားတို့ရရလားလေအောက်ချိန်မှာနေပြီးတော့ဘာလဲသိလားစစ်တိုက်ဆိုသွားတိုက်လိုက်တယ်ပြီးချောက်ပြက်လာရင်ပြည်သူကြမ်းမှာစာအုပ်ရောက်ပြီးတော့စာအုပ်ရောက်ပြီးစိုင်းရင်စာမစိုင်းရင်ခင်ဗျားကဘာလုပ်မလဲ ်ကောင်းဆိုင်စားမဆိုင်ခင်ဗျားတို့ဘာလုပ်မလဲနောက်ဆုံးခင်ဗျားတို့အသက်ပေးသွားခင်ဗျားပမီးတွေကဘာဖြစ်သွားလဲနောက်ဆုံးရှိရှိပြောမယ်နောက်ဆုံးဓာတ်ကြီးဖားဖြစ်သွားတယ်နောက်ဆုံးဘာဖြစ်သွားလဲဖားဖြစ်သွားတယ်ခင်ဗျားတို့ရအသက်တော့ပေးလဲနောက်ဆုံးဘာဖြစ်ဖားဖြစ်သွားတယ်ဒီလိုမျိုးစစ်တပ်ကိုတော့မှခင်ဗျားတို့ရဟိုအမိတ်ညာနေပြီးနာခံနေရပါဘူးခင်ဗျားတို့ကျွန်တော်တော်တော်ကြီးလေးစားသွားပြီခင်ဗျားကျွန်တော်ပြောချင်တာကအဲ့ဒါပဲနောက်ဆုံးဘာဖြစ်သွားလဲဖားဖြစ်သွားတယ်ခင်ဗျားတို့ရအသက်တော့ပေးလဲနောက်ဆုံးဘာဖြစ်ဖားဖြစ်သွားတယ်ဒီလိုမျိုးစစ်တပ်ကိုတော့မှခင်ဗျားတို့ရ ဟိုအမိတ်ညနေပြီးနာခံနေရပါဆိုခင်ဗျားတို့ကျွန်တော်တော်တော်ကြီးလေးစားသွားပြီခင်ဗျားတို့ရဲ့အုံနောက်တွေခင်ဗျားတို့ရဲ့အသိတွေခင်ဗျားတို့ရဲ့အတွေ့အော်တွေဘယ်လိုကျွန်တော်တို့နိုင်ငံမှာနော်အဲ့လိုချက်မပြည့်တဲ့အကောင်ပလောင်တွေလည်းအများကြီးရှိသေးတယ်ဆက်နာထောင်ကြီးလိုက်ရအောင်ဆစ်တေးရှောင်းလာတယ်။ဒီလက်ကြလက်ကြအောင်မဲပေးရမယ်လို့ဆိုတော့ကျမအရန်ဝမ်းတာတော့တယ်။ကျမတော့ ဖို့ကိုတော်တော်အားထက်တန်နေပါတယ်ဘယ်လိုလဲဆိုတော့ကျမတို့ကအခုကဟိုမှာနေရတာကျမတို့အဆင်မပြေဘူးစက်ပြင်းရှောင်းလာတာဇာတိကအေယာဝီတိုင်းကတိုင်းကြောင့်ပါဒီမဲကြီးပြေးမှာကကျမတို့တိုင်းပြည်အေဂျင့်တို့ကျမတို့လည်းခုနေရလို့ပြန်ပြီးရှာဖို့စားတောက်ဖို့ရမှာပါရှင်ကျမတို့ရှင်မှာမဲမပေးရဘူးမဲမပေးရတော့ကျမတို့စက်ပြင်းရှောင်းလာတယ်ရှောင်းလဲလာလဲလာဒီလက်ကြံလက်ကြောင်မဲပေးရမယ်လို့ဆိုလို့ကျမအရန်ဝမ်းလာသွားတယ်အုတ်ချုပ်မှုကြီးကြီးရုံးလို့တော့ကျမသွားပြီပါပဲရှင်အဲ့မှာဟိုတုံးကကြီးနဲ့ကျမတို့မဲပေးလို့ရပါတယ်ဆိုလို့ကျမတို့အဲ့တုံးကကြီးနဲ့မဲပေး ေးမှာပါရှင်ကျမတို့နိုင်ငံကြီးမှာအေးဂျပန်နဲ့ဟိုကျမတို့လုတ်ကင်စားတောက်လို့ရမယ်ခုမိသားစုနဲ့ကိုခုနေရာနဲ့ကိုစိတ်ချမ်းသာတာနဲ့နေရမယ်ဆိုရင်ကျမတို့အဲ့လိုပါတီမျိုးကိုကျမတို့မေးပေးမှာပါရှင်ဘယ်ပေးရမလဲတာဝန်ကနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်ဟိုဆန္ဒရှိတဲ့ပါတီကိုပေးလို့ရတယ်လွတ်လပ်စွာပေးလို့ရဆရာမတယောက်အနေနဲ့ကြတော့ကိုယ့်ရဲ့ဌာနကိုယ့်ဝန်ထမ်းအားလုံးကျောင်းသားအားလုံးကိုလည်းကောင်းလာလိမ့်မယ်လို့မျှော်လင့်ထားပါတယ်ကျမတို့ပေးတဲ့မဲဟာအဲနောက်ထပ်လာမယ့်အစိုးရအသစ်အတွက်အများကြီးထောက်ကူပေးလိမ့်မယ်လို့မျှော်လင့်ပါတယ် ယ်။နောက်တက်လာမယ့်အစိုးရကလည်းကျမတို့ပြည်သူတွေအတွက်ကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုလှုံ့ဆော်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ပြီးတော့ဒီမဲပေးတဲ့အချိန်မှာလည်းအေးချမ်းချမ်းနဲ့ပေးပြီးအားလုံးအေးချမ်းချမ်းပြီးဆုံးသွားဖို့လည်းမျှော်လင့်ပါတယ်။ယုံကြည်ပါတယ်။ပြည်သူတွေအနေနဲ့လည်းရားတဲ့ခွင့်ရေးကိုဟိုလလမခံမဲနဲ့ပေါ့အားလုံးမဲပေးကြဖို့ဒီများအနေတိုက်တွန်းပြောကြချင်ပါတယ်။တယောက်ကဆရာမရဲ့နော်ဆရာမနော် chuyên nôm nó xế xa tổ Tì lô ạ xe mạ nó á nà xe chì Ê nó Chán mà tì bì nhà mà tát thòng xa chóc thòng xì à tà lục nghĩa ảo thầy ạ cụ tì bà kết sạ này ná Tì lô ạ xe đi <laughs> dung mà lệ Á nà xì bì lô ạ khả nà nó nôm nó xế xa tổ Nó